င်္ဂလာပါဖိုဘောပရီဗျူးချန်နယ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာတော့ဒီစနေနေ့ညမှာအရှင်မြန်ကစားတော်ကြမယ်ဒီပရီးမီးယားလိပွဲစဉ်တွေအားလုံးကြိုပြီးတော့သုံးသပ်ပေးမှာပါเนาะအဲ့တော့ဒီနေ့အတွက်ပွဲစဉ်တွေကိုကြိုပြီးတော့မသုံးသပ်ပေးခင်မှာဆိုလို့ရှိရင်တခြားသောလီပြိုင်ပွဲတွေရဲ့တစ်တွေကိုလည်းကျွန်တော်ဒီ Telegram Channel မှာတင်ပေးထားရပါเนาะအဲ့တော့ Telegram Channel link ကိုဒီဗီဒီယိုအောက်က comment မှာထားပေးရပါเนาะဝင်ပြီးတော့ join ထားလို့ရတယ်အဲ့တော့ဒီနေ့ညအိတာပထမဆုံးပွဲစဉ်တပွဲကဒီနေ့ည၈နိုင်ခွဲမှာကစားမယ် Brand 4နဲ့ဒီ Brighton ပေါ့เนาะဒီပွဲစဉ်ရဲ့ကြီးကိုကျွန်တော်ပြန်ကြည့်ရင် Brand 4ကဒီ level 30ရှုံးမယ်ပြီးတော့6ပေါင်း အနေနဲ့ဆိုလို့ရှိရင်39တွင်အရေးပေါ့နော်3ဒီထွက်တယ်ပေါ့အဲ့တော့ Brighton က Brentford နဲ့ထိတဲ့တွေ့ဆုံခဲ့ရင်နောက်ဆုံး၄ဂျင်မှာဆိုလို့ရှိရင်သူရှုံးပွဲလုံးဝမရှိခဲ့ဘူးပြီးတော့ Brighton ရဲ့ Premier League ဝေကွင်းပွဲစဉ်အများစုကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း85ရာခိုင်နှုန်းကဒီနှစ်သင်းပေါင်းအတွင်းကို3ဂိုးထိရောက်ခဲ့တယ်ပေါ့နော်ပြီးတော့ဝေကွင်းနောက်ဆုံး12ပွဲမှာဆိုလို့ရှိရင်လည်း6ပွဲကဒီ Brighton ရဲ့ပွဲစဉ်တွေမှာပြန်လည်အတွင်းကိုရှိခဲ့တယ်ပြီးတော့ Brighton ရဲ့အိမ်ဝင်ဝေကွင်း Premier League နောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်လည်းအတွင်းကိုစုစုပေါင်း3ဂိုးအနည်းဆုံးရှိခဲ့တယ်ပေါ့နော်ပြီးတော့ Brighton ကဒီသူတို့ကစားခဲ့တဲ့ဝေကွင်းနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်နှစ်သင်းပေါင်းအတွင်းကိုစုစုပေါင်း3 ကိုအနည်းဆုံးရှိခဲ့တယ်ပြီးတော့ခန်းစစ်ပိုင်းကလည်း၃၅ခွဲမှာဆိုလို့ရှိရင်ပေးကိုစုစုပေါင်း၁၂ခုထိခွင့်ပြုပေးထားရတယ်ဗောနော်ဒီဘက်ကဘရန်ဖို့အနေနဲ့ကကျတော့ဒီသူတို့ရဲ့ပရီးမီးယားလီဂ်အင်္ဂွေနောက်ဆုံး၈ပွဲစတိုင်မှာသူတို့လုံးဝနိုင်ပွဲမရသေးဘူးဒါပေမဲ့လို့ဒီဘရန်ဖို့ရဲ့ဒီပရီးမီးယားလီဂ်နောက်ဆုံး၆ပွဲမှာဆိုလို့ရှိရင်၄ပွဲကအပြန်အလှန်သွင်းကိုရှိထားရတယ်ဗောနော်ပြီးတော့အင်္ဂွေနောက်ဆုံး၈ပွဲမှာဆိုလို့ရှိရင်လည်းဘရန်ဖို့ရဲ့ခန်းစစ်ကစုစုပေါင်းပေးကို၁၃ခုထိခွင့်ပြုပေးထားရတယ်ဗောနော်အဲ့နှစ်သင်းလုံးကဒီယာဒီမှာခြေစွမ်းကြနေတဲ့အသင်းတွေဖြစ်တယ်ဗောနော်နှစ်သင်းလုံးအနေနဲ့ကကျတော့ဒီနေပွဲမှာအနိုင်ရဖို့ဆိုတော့ခက်ခဲလိမ့်မလို့ထင်တယ်အဲ့တော့အပြန်အလှန်သွင်းကိုကို တည်တွက်တာဒီပွဲစဉ်အတွက်ဆိုလို့ရှိရင်ပို့ပြီးတော့ဆစ်ဖြစ်လိမ့်မယ်လို့ထင်တယ်ဗောနော်အဲ့တော့ဒီနေ့ညရဲ့ဒါနောက်ထပ်ပွဲစဉ်တပွဲကဒီနေ့ည၈နိုင်ခွဲမှာပဲကစားမယ်ခွေစပဲလေးနဲ့ပုံမော့ဗောနော်အဲ့ဒီပွဲစဉ်ရဲ့အေးကိုကျွန်တော်ပြန်ကြည့်ပုံမော့ကဒီ level တေးကြရင်ငါးပြားရှုံးမယ်ဗောနော်ပြီးတော့ဂိုးပေါင်းနေလဲဆိုလို့ရှိရင်၃ဂိုးသွင်း55ပြားရမယ်အဲ့တော့နောက်ဆုံးနှစ်ပွဲစရိုက်မှာစစ်ပန်းရဒီပေးဂိုး10ဂိုးဒီခွင့်ပြုပေးထားရတယ်ပဲလေးရဲ့ခန့်စစ်ပန်းကိုဒီပွဲမှာဒီအရင်ယုံကြည်လို့မရဘူးပြီးတော့တစ်ဖက်ကပုံမော့ကလည်း Premier League ဝေကွင်းနောက်ဆုံး၉ပွဲမှာဆိုလို့ရှိရင်သူတို့တပွဲပဲရှုံးတယ်ဗောနော်ပြီးတော့ခွေစပဲလေးရဲ့ဒီအိမ်ကွင်းနောက်ဆုံး10ပွဲကိုကျွန်တော် ပြန်ချင်းကိုဘွဲကအပြန်လန်သွင်းကိုရရှိခဲ့တယ်ပြီးတော့အိမ်ကွင်းနောက်ဆုံး73ပွဲမှာဆိုလို့ရှိရင်လည်းပဲလီကကလင်းရှိရခဲ့တာစုစုပေါင်း2ပွဲပဲရှိရပါတော့ဒီပြီးတော့ဒီတစ်ဖက်ကဘုံမော့ရဲ့အဝေးကွင်းနောက်ဆုံး12ပွဲကိုကျွန်တော်ပြန်ချင်း17ပွဲကပြန်လန်သွင်းကိုရရှိတယ်ပြီးတော့ဒီပရီးမီယာလိနောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်လည်းဘုံမော့ရဲ့ခံစီကပေးကို2ကိုးနဲ့အထက်ခွင့်ပြုပေးထားတယ်ပေါ့နော်ပြီးတော့ဒီရာဒီအဝေးကွင်းပွဲစဉ်16ပွဲမှာဆိုလို့ရှိရင်ဘုံမော့ရဲ့ခံစီကကလင်းရှိရခဲ့တာတစ်ပွဲပဲရှိတယ်ပေါ့နော်ပြီးတော့ဒါမဲ့လို့ဒီဘုံမော့ရဲ့တိုက်စစ်ကအဝေးကွင်းနောက်ဆုံး17ပွဲမှာဆိုလို့ရှိရင်တော့သွင်းကို2ကိုးနဲ့အထက်ရအောင်သွင်းထားတယ်ပေါ့နော်အဲ့တော့ဒီနေ့တွေ့ဆုံတဲ့ နှစ်သိန်းလောက်အခန်းစီပိုင်းမှာရုံးကန်နေရတယ်ဆိုပေမဲ့လို့တိုက်စစ်ပိုင်းမှာနှစ်သိန်းလောက်အားကောင်းတယ်ဘောနော်ဒီဘက်ကိုတွင်းကိုတကူလောက်တော့အနည်းဆုံးမျောလင်းနိုင်မဲ့ပွဲလို့ထင်တယ်ဘိုတင်းတူစကိုအရာဆိုလို့ရှိရင်လည်း yes ဖြစ်နိုင်လို့နှစ်သိန်းပေါင်းတွင်းကိုဒီလေဒီပွဲစဉ်မှာဒီအများပြနိုင်တယ်ဘောနော်အဲ့တော့ဒီနေ့ညရဲ့ဒီနောက်ထပ်ပွဲစဉ်တစ်ပွဲကဒီနေ့ည၈နိုင်ခွဲမှာပဲကစားမဲ့ Everton နဲ့ Man City ဘောနော်အဲ့ပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့် Man City ကတည်ရကြရင်95ပြားရှုံမဲ့ပြီးတော့ဂိုးပေါင်းနေတယ်ဆိုလို့ရှိရင်နှစ်ဂိုးသွင်း95ပြားရှုံမဲ့ဘောနော်အဲ့ဒီယာဒီ Everton ရဲ့အပြောင်းအလဲကတော်တော်လေးကိုကောင်းတယ်ယာဒီဆာမှာသူတို့ရုံးကန်ခဲ့ရတယ်ပေမဲ့ဒီနီ ပြအောင်တိုက်ကိုသူတို့ထုတ်ပြီးတော့ဒေးဗစ်မိုရယ်စပြီးကိုင်တွေ့ခြင်းမှာဆိုလို့ရှိရင်အေဗာဒန်ကတုံးပွဲ၂ပွဲပဲရှိခဲ့ပေါ့နော်ပြီးတော့အေဗာဒန်ရဲ့ပရီးမီယာလိအဆုံး၉ပွဲကိုကျွန်တော်ပြန်ကြည့်ရင်တည်ရကြခဲ့တာ၆ပွဲတောင်ရှိရပေါ့နော်ပြီးတော့ဒီရာဒီအေဗာဒန်ရဲ့တည်ရပွဲစုစုပေါင်း14ပွဲမှာဆိုလို့ရှိရင်9ပွဲကပရီးမီယာလိရဲ့အဆင့်1 2တန်းကအသင်းနေနဲ့တွေ့ဆုံထားခဲ့တာဖြစ်တယ်ပေါ့နော်ပြီးတော့အင်ကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းအေဗာဒန်က၈ပွဲထိတည်ရလဲထွက်ပေါ်ထားတယ်ပေါ့နော်ပြီးတော့အင်ကွင်းပွဲစဉ်နောက်ဆုံး၄ပွဲစရိုက်မှာအေဗာဒန်၄ပွဲလုံးတည်ကြတယ်ဒီတစ်ဖက်ကမန်စီးတီးကိုကျွန်တော်ပြန်ကြည့်ရင်တော့သူတို့ကစားခဲ့တဲ့နောက်ဆုံး၄ပွဲမှာ2ပွဲရတည်ကြ တယ်ဗောနော်ပြီးတော့ဒီရာဒီမစီဒီအသင်းရဲ့အေးရလည်းထွက်ခဲ့တဲ့စုစုပေါင်း9ဝဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လေ၄ဝဲကဒီအဆင့်10နဲ့အဆင့်20ကြားကအသင်းနေနဲ့တွေ့ဆုံထားခဲ့တယ်ဗောနော်ပြီးတော့ဝေကွင်းဝဲစီနေမှာဆိုလို့ရှိရင်မစီဒီကဒီတည်ရကြခဲ့တာစုစုပေါင်း၄ဝဲရှိရဗောနော်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ဒီမစီဒီရဲ့ prime time လို့အချိန်မျိုးမှာဆိုလို့ရှိရင်သူတို့ Everton ကိုထက်ခါတလဲလဲအနိုင်ယူခဲ့ပြီးမှလက်ရှိ Man City ကဖောင်ရအားနေခဲ့ပြီဖြစ်တယ်။ Everton ကလည်းနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်သူအရှုံးရလက်နဲ့မကြုံတွေ့ရအောင်သူတို့ကိုယ်တိုင်ကရှောင်ကွင်းကစားနိုင်တယ်ဗောနော်အဲ့တော့ဒီပွဲမှာ Everton အင်ကွင်းမှာဘူဒီစင်ပတ်မှာမန်စီးတီးကိုအနိုင်ရဖို့ခက်ခဲတိတိုင်အနည်းဆုံးတော့သူဘယ်မှာမရှုံးအောင်ကစားနိုင်လိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီနေ့ညရဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲက၈နိုင်ကွင်းမှာပဲကစားမယ်ဝက်ဆန်နဲ့ဆောက်တဲ့တယ်ပေါ့နော်အဲ့ပွဲစဉ်ရဲ့ကြီးကိုကျွန်တော်ပြန်ကြည့်ဝက်ဆန်က 1T တကိုးသွင်းတည်ရပေါ့နော်ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှုံးကိုးသွင်းပြားသုံးခဲ့ရမှာပေါ့နော်အဲ့တော့ဆောက်တဲ့ရန်ကဒီရဒီမှာတန်ဆင်းသွားခဲ့ပြီဖြစ်တယ်ပေါ့နော်ပြီးတော့ဥရောပရဲ့ထိပ်တန်းလီ၄ခုမှာဆိုလို့ရှိရင်တရာဒီထဲမှာဒီရှုံးပွဲအများဆုံးတုံတွေးရအသိအဖြစ်မှတ်တမ်းဝင်ခဲ့တယ်လက်ရှိမှာသူတို့ကြုံခဲ့ရရှုံးပွဲစုစုပေါင်းက26ပွဲ ေးရှိရပေါ့နော်ပြီးတော့ Premier League ရဲ့ဝေကွင်းနောက်ဆုံး16ပွဲမှာဆိုလို့ရှိရင်6တန်းက23ပွဲတိရှုံးတယ်ပေါ့နော်ပြီးတော့တစ်ဖက်ကဝက်ဆန်ရဲ့ဒီယာဒီမှာအနိုင်ရထားခဲ့တဲ့စုစုပေါင်း6ပွဲမှာဆိုလို့ရှိရင်လည်း9ပွဲကသူတို့ရဲ့အိမ်ဝင် London Stadium မှာအနိုင်ရထားခဲ့တာဖြစ်တယ်ပေါ့နော်ပြီးတော့ဒီယာဒီကဝက်ဆန်အတွက်ကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒါကြာရှုံးတဲ့ဘောလုံးဘောလုံးရာသီတစ်ခုဖြစ်တယ်ပေါ့နော်ဒီ2017နောက်ပိုင်းမှာပထမဆုံးအကြိမ်အဖြစ်သူတို့လက်ရှိ Premier League ရဲ့အဆင့်16နေရာအထိကိုရောက်နေတာဖြစ်တယ်ပေါ့နော်အဲ့တော့လက်ရှိမှာဝက်ဆန်ကတန်းစင်းဆုံးအနေနဲ့ကင်းလုပ်ခဲ့ပြီးဖြစ်ပေမဲ့လို့နောက်ပိုင်းပွဲစဉ်တွေမှာပို့ပြီးတော့ဆေးဖြစ်ဖို့အတွက်ဆိုလို့ရှိရင် အရမတီပို့ပြီးစုဆောင်းမှုလိုအပ်တယ်ပြီးတော့ဖက်ကဆောက်တတန်ကတော့ဒီ Premier League သမိုင်းမှာပထမဆုံးအကြိမ်ဖြစ်အစိုးဆုံးတန်ဆင်ခဲ့ရတဲ့တင်းလည်းဖြစ်တယ်။အဲ့တော့ဒီပွဲမှာဝက်ဆန်းကဒီအင်ကွင်းကားတာကျန်တဲ့သူဆောက်တတန်ကိုသူအနိုင်ကစားနိုင်နေတယ်လို့လည်းထင်တယ်ပေါ့နော်။အဲ့တော့ဒီနေ့ညရဲ့ဒီနောက်ဆုံးပွဲစဉ်ကဒီဆက်ဒီနေ့ညဆက်တန်လိုက်မှာကစားမဲ့ Aston Villa နဲ့ Newcastle ပေါ့နော်။အဲ့ပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်။ Aston Villa ကဒီ level 5ပြားရှုံးမယ်ပေါ့နော်။တည်ကြရင်5ပြားရှုံးမယ်ပြီးတော့ goal ပေါင်းနေတယ်ဆိုလို့ရှိရင်အုံကိုသွင်း35ပြားရပါပေါ့နော်။အဲ့တော့ Champions League ဝင်ခွင့်အတွက်ပြန်စူးစမ်းနေရတဲ့အသင်း နေဖြစ်တာကြောင့်ဒီနေ့ပွဲမှာဘယ်အသင်းကမှအရှုံးခံခြင်းလိမ့်မယ်လို့လည်းမထင်ဘူးဒီဒါမင်းလို့ဒီဘီလာရဲ့သူတို့ကစားခဲ့တဲ့အိမ်ဝင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင်87တာခိုင်နှုန်းလောက်အထိကအပြန်လည်တင်ကိုရှိခဲ့တယ်ဘောနောပြီးတော့ဘီလာရဲ့အဆုံး9ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းနှစ်သင်းပေါင်းတင်ကို3ကိုအထိရောက်ခဲ့တယ်ဘောနောပြီးတော့နောက်ဆုံးအားထားတဲ့9ပွဲမှာဆိုလို့ရှိရင်လည်းဘီလာရဲ့ပွဲစဉ်တွေမှာစုစုပေါင်းဒီတင်ကိုစုစုပေါင်း14ကိုရှိရဲဘောနောပြီးတော့နယူကာဆယ်ရဲ့အဝေးကွင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင်56ရာခိုင်နှုန်းကအပြန်လည်တင်ကိုရှိခဲ့တယ်ပြီးတော့နယူကာဆယ်ရဲ့အဝေးကွင်းနောက်ဆုံး9ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းတပွဲပြန်မြတ်တင်ကို ုးစုစုပေါင်းက2.8ဂိုးရရှိရပါတော့ပြီးတော့နောက်ဆုံး3ပွဲမှာဆိုလို့ရှိရင်လည်း Newcastle ရဲ့တပွဲပြင်းပြတွင်ဂိုးစုစုပေါင်းက3ဂိုးနဲ့ထပ်ကိုရထားတယ်ပေါ့နော်အဲ့တော့ဒီနှစ်သင်းလုံးရဲ့လက်ရှိဖောင်ရဆိုလို့ရှိရင်ဒီပွဲမှာပြန်လည်တွင်ဂိုးရရှိလိမ့်မယ်လို့လည်းထင်တယ်ပေါ့နော်ဒီ3ဂိုးသင်းရင်35ပြရမယ်ဆိုပေမဲ့လို့ဒီပွဲမှာပို့ပဲရွေးချယ်ပေးခြင်းနဲ့ပေါ့